အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတီတီပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။ဆရာကတော်မြတ်ကြီးသည်အဘိဓမ္မာခုနှစ်ချမ်းကိုတိုင်းသာနဲ့ပြီမှာအမေတော်ခဲ့ဘူးတဲ့တန်တုသီတာနတ်သားအမှုပြုပြီးတော့မှအနက်မှာပြည့်သက်အပေါင်းဟောပါရစေ။ဝါရင်သုံးလပတ်လုံး the break တဲ့ဟောပါတယ်ဒါကြောင့်မလို့တရားအနေနဲ့ဝိဓမာခုနှစ်ကျန်းရှိတယ်လို့ပြောပင်ပြောညာတော့လေဒါတစ်ဆက်တည်းဟောတာဖြစ်တဲ့အတွက်ဒါတရားဝဲတပွဲတယ်လို့ပြောလို့ရတယ်ဝိဓမာခုနှစ်ကျန်းဘာလဲဓမ္မသင်္ကတိဝိဘင်ဓမ္မသင်္ကတိဆိုတာတရားတွေကိုရေတွက်ပြတဲ့ကျန်းဓမ္မသင်္ကတိမှာတရားတွေဘယ်လိုမျိုးပေါင်းစုရေတွက်ပြတယ်လဲဓမ္မသင်္ကတိကုသလဓမ္မကုသတရားတွေကတစုအကုသလဓမ္မအကုသတရားတစု အဗျာကရဓမ္မအကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဟုတ်တဲ့ဟာတစုဒါလိုမျိုးအဲ၃မျိုး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 အဲ့လိုအများကြီးပဲပြပါမယ်ဒါတိကမာတိကတို့ဒုက္ခမာတိကတို့လို့ရှိပြီးတဲ့အခါကျတော့သူကခုနပြောခဲ့တဲ့ကုသလဓမ္မကုသလဓမ္မဆိုတာဘာ၄လဲအစိတ်လေးတစ်လုံးဖြစ်တယ်အဲ့စိတ်လေးမှာဝိတက်လေးပါမယ်ဘာလေးပါမယ်ညာလေးပါမယ်ဒါလိုပြပြဟောပါတယ်အဲ့တော့တရားတွေကိုပေါင်းစုပြီးတော့ရေတွက်ပြီးတော့ပြတယ်အဲ့ဒါကဓမ္မသင်္ကနီကျမ်း ဓမ္မသင်္ကနီဟောပြီးတဲ့ခါကျတော့ဝိဘင်းဆိုတာကိုဆက်ဟောပါတယ်ဝိဘင်းကတော့ဝေဘံပိုင်းခြားပြီးတော့ပြဘယ်လိုဝေဘံပိုင်းခြားပြလဲခန္ဓာ၅ပါးရှိတယ်ရူပခန္ဓာဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာအဲ့လိုမျိုးခန္ဓာ၅ပါးအာယတနာ၁၂ပါးဓာတ်၁၈ပါးအဲ့လိုမျိုးဝေဘံပြီးတော့မှပြတယ်အဲ့ဒါဝိဘင်းကျမ်းဝိဘင်းကျမ်းပြီးတဲ့ခါကျတော့နော်ဓမ္မသင်္ကနီဝိဘင်းဓာတုကထာဓာတုကထာဆိုတာကိုဟောတယ် ဓာတုကထာချမ်းမှာအကျမ်းမှာဘယ်လိုပုံစံမျိုးဟောသလဲဓာတုကထာကျမ်းဟောဝိဘေးမှာတော့ကခန္ဓာ၅ပါးတို့ဘာလို့ညာတို့သူပြခဲ့ပြီးသွားပြီဓာတုကထာလည်းကြာရောရူပခန္ဓာရောရူပခန္ဓာကတိခန္ဓာကတိအာယတနကတိဓာတုဟိရူပခန္ဓာကိုခန္ဓာဘယ်နှပါးနဲ့ရည်တွက်မှာလဲအာယတနဘယ်နှပါးနဲ့ရည်တွက်မှာလဲဓာတ်ကဘယ်နှပါးနဲ့ရည်တွက်မှာလဲအရူပခန္ဓာဆိုတာခန္ဓာတစ်ပါးပဲလေဧကရခန္တီနာက အာရဏနဲ့ပြောမယ်ဆိုရင်ရုပ်တရားတွေဖြစ်တဲ့အတွက်ဩမျက်စိတွေနားတွေနှာခေါင်းတွေဒါတွေကလည်းအာရဏတွေဆိုတဲ့ခါကျတော့အာရဏဆိုရင်ဆက်တပါဒါဆိုလို့ဆိုရင်ဆက်တပါအဲ့လိုပုံစံမျိုးလေးတွေဟောတယ်အဲ့လိုပုံစံမျိုးလေးတွေခန္ဓာတွေအာယနာဓာတ်တွေကိုခွဲခြားပြီးတော့နည်းနည်းအသေးစိတ်ပြန်ကြာသွားတာပေါ့နော်ဘလောက်နဲ့ဘလောက်နဲ့ဘလောက်နဲ့အဲ့ဒါကိုဓာတုကထာလို့ခေါ်တယ်ဓာတုကထာကျမ်းမှာလို့ဟောပါတယ်အဲ့လိုမျိုးဓာတ်တွေ ပရမတ်တရားတွေကိုပဲဟောလာတဲ့အခါကျတော့နတ်တရားစိတ်ထဲမှာပုဂ္ဂိုလ်တွေတတ္တဝါတွေနဲ့နည်းနည်းတွေးတောခြင်းများဖြစ်လာတာရှိတဲ့အတွက်ပုဂ္ဂလပညာဆိုတဲ့အကြောင်းဆက်ဟောတယ်။ဘာပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်အဲ့လိုမျိုးပေါ့နော်။နမူနာလေးတွေတော့ဒီမှာပြပေးပါမယ်။ ပုဂ္ဂလပြည့်တဲ့ကျမ်းမှာဘယ်လိုပုံစံမျိုးတွေဟောလဲအရိယာပုဂ္ဂိုလ်ရှိတယ်အနာရိယာအရိယာမဟုတ်တဲ့ပုဂ္ဂိုလ်ရှိတယ်တိခကျင်စေပုဂ္ဂိုလ်ရှိတယ်အတ္တိခကျင်ပြီးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်သောတာပန်ပုဂ္ဂိုလ်ရှိတယ်တဂရကံပုဂ္ဂိုလ်အနာကံပုဂ္ဂိုလ်ရဟန္တာပုဂ္ဂိုလ်တမ္မာတန်ဗုဒ္ဓမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ပြည့်စေကဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အဲလိုမျိုးပုဂ္ဂိုလ်တွေကိုပြပေးမှာပုဂ္ဂလပညာပညာတွေပြန်ဟောပေးမှာနော်ပုဂ္ဂလပညာပညာထားတဲ့ဟာတွေဟောတာဒါ၄ခုမြောက်ကျမ်းအဲပုဂ္ဂလပညာပြီးတဲ့ခါကျတော့ ဓမ္မသင်္ကတိတရားရည်ယူတတ်ပြတဲ့ကျမ်းဝိပင်ဝေဖန်ပိုင်းခြားပြမယ်ဓာတုကရခန္ဓာအနတ္တတင်တဲ့ဝေဖန်မပြမယ်ပုဂ္ဂလပညာပုဂ္ဂိုလ်ပညာတွေကိုပြမယ်ပြီးတဲ့ခါကျတော့ကထာဝုထုကျမ်းဆိုကထာဝုထုဆိုတော့ဆက်ဟောသွားတာကထာဝုထုဆိုတာဘယ်လိုပုံစံမျိုးလဲကထာဝုထုမှာကျတော့သူကဝါရတွေကိုဝေဖန်ပြီးတော့ဟောတယ်ဝါရအမတကဝါဒီပရဝါဒီတကဆိုတာကိုယ်အယူဆကိုယ့်ဘက်ကဝါရရှိတဲ့ပုဂ္ဂိုလ် ပရဝါရီဆိုသူများအယူရှိတဲ့ပုဂ္ဂိုလ်နော်ခုဘက်ရက်ကောက်ကလူကြီးပေါ့အခုယူရှိတဲ့ပုဂ္ဂိုလ်ကနေပြီးတော့မေးလိုက်တဲ့နမူနာလေးတစ်ခုပေါ့နော်ဒါထိတ်ဆုံးဟာလေးပါပဲပုဂ္ဂိုလ်တ attva ဟာတကယ်ရှိသလားဒါနမူနာပေါ့အခုယူရှိတဲ့ပုဂ္ဂိုလ်ကမေးလိုက်တယ်အခုဘက်ရက်ကောက်ကပုဂ္ဂိုလ်ဟိုဘက်ကအယူရှိတဲ့ပုဂ္ဂိုလ်ကဗျာပုဂ္ဂိုလ်ကရှိတယ်ဩအာရတယ်အဲ့ဒါဒီဘက်တကဝါရီကပြန်ပြောတယ်အမင်းနဲ့ပုဂ္ဂိုလ်ကတကယ်ရှိရဆိုရင်ငါဆွမ်းနာပြောရတဲ့ရုပ်တွေဝေဒနာတွေဆိုတာရှိတယ်အဲ့လိုပုံစံမျိုးကိုမင်းငါ့ကိုပြကွာတဲ့ အပရဝါရီဆိုတဲ့ဟိုဘက်ချက်ကောက်ကလူကြီးမပြနိုင်တော့နော်တခြားအယူဝါဒရှိတဲ့ဘုကအဲ့လိုအဲ့လိုအဲ့လိုပြလို့မနိုင်ဘူးအဲ့ဒါဆိုရင်ねမင်းခုနပြောတဲ့ဟာနဲ့တကယ်ရှိတယ်လို့ပြောခဲ့တဲ့ဟာနဲ့မင်းပြောတာနဲ့အခုပြောတာနဲ့မတူဘူးလေကွာဆိုတာအပြစ်ဒါမင်းကအပြစ်တင်မဲ့ဒီလိုလေးတကဝါဒီပရဝါဒီဆိုတော့ဝါဒတွေနဲ့ဟောသွားတဲ့ပုံစံမျိုးဟောတယ်အဲ့ဒါကကထာဝတုကျမ်းနော်ကထာဝတုကျမ်းမှာအဲ့လိုမျိုးဝေဖန်ပြီးတော့မှဟောပါတယ်အဲတကဝါဒီပရဝါဒီငါကိုအယူအဆအသူများရဲ့အယူအဆအပြီးသူများတကကိုအပြစ်ပြန်တင်မယ် အပြိရခကြမှာတခါဘေဟာကယုတ်တိရှိတယ်ဘေဟာကယုတ်တိမရှိဘူးအဲ့လိုမျိုးလေးလေဟောပါတယ်။ဒါငါးခုမြောက်ကျန်။ငါးခုမြောက်ကျန်ကထာဝတုကျန်တကဝါဒီပရဝါဒီဝါရဒီပြပြီးတဲ့ခါကျတော့၆ခုမြောက်ယမကယမကဆိုတာအစုံ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 ပြုတ်ပြီးတော့ဟောတယ်။ယမိုက်ကျန်မြမလိုယမိုက်လို့ခေါ်တယ်။အစုံအစုံဆိုတာနှစ်ခုခွဲခွဲပြီးပြောတာမျိုးအစုံအစုံလို့ခေါ်တယ်။ဥမာဘယ်လိုမျိုးဟောလဲ။ရေကေစီကုသလာဓမ္မအကုသိုလ်တရားရရှိတယ်။ ်တပ်ဝေတွေကုသလမှုသလားအဲ့ကုသိုလ်တွေအကောင်လုံးကကုသိုလ်မူလကုသိုလ်ရဲ့အရင်းမြစ်တွေပဲလားအဲ့လိုမျိုးဟောတယ်ကုသိုလ်ရဲ့မူလဆိုတာကအာလောဘအာဒောသအာမောဟအဲ့ဒီဟိတ်ကိုပြောတာအပြီးတဲ့ခါကျတော့ယောဘနာကုသလမူလကုသိုလ်ရဲ့မူလဟာကုသိုလ်လားကုသိုလ်ဟာကုသိုလ်မူလလားကုသိုလ်မူလဟာကုသိုလ်လားအဲ့လိုမျိုးအစုံအစုံပြုတာကိုယမကလို့ခေါ်ရူပံရူပခံတော့ယုတ်ဟာ ရူပခန္ဓာလားပြီးပြန်မေးလိုက်မယ်ရူပခန္ဓာဟာရုပ်လားဒါမှတစ်ခါကျတူလာမယ်ရူပံခန္ဓာရုပ်ဟာခန္ဓာလားခန္ဓာဟာရုပ်လားအဲ့လိုပုံစံမျိုးလေးတွေဟောတာကိုကြတော့ယမကယမိုက်ကျမ်းမှာအဲ့လိုပုံစံမျိုးနဲ့ဟောပါတယ်အစုံအစုံပြုတ်ပြီးတော့ဟောတဲ့ကျမ်းယမကကျမ်းဟောပြီးတဲ့အခါကျတော့ပဋ္ဌာန်းကျမ်းကိုဟောပါတယ် အားလုံးသောတက္ကသိုလ်မှာအပေါင်းယောဂီအပေါင်းတို့သည်ကိုယ်စိတ်နှဖျားစံပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားထုတရားမြတ်များလင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ